AI နဲ့ပုံဆွဲပြီးတော့ PDU တွေဖန်တီးတဲ့နေလန်းကိုပြုတ်ပြပေးမှဖြစ်ပါတယ်။မင်္ဂလာပါ။မစတာဆောင် YouTube Channel နဲ့ Facebook Page ကနေပြန်လည်ကြိုဆိုပါရစေ။ဒီ PDU ထဲမှာတော့ကျွန်တော်တို့ရဲ့စိတ်ကူးထေကအတိုင်း AI ကိုပုံဆွဲခိုင်းပြီးတော့ PDU တွေဖန်တီးတဲ့နေလန်းကို ပြုတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့မှာကွန်ပျူတာတွေရှိเสียမှာမလို့ပါဘူး။ ဖုံးတလုံးရှိုံနဲ့ကိုကျွန်တော်တို့ AI နဲ့ပုံဆွဲခိုင်းပြီးတော့အဲ့ဒီပုံတွေကနေပြီးတော့ PDO ဖြစ်ပြောင်းလဲသွားအောင်ကျွန်တော်ဘယ်လို PDO တွေဖန်တီးရမယ်ဆိုတာကိုဒီ PDO ထဲမှာအစနဲ့ဆုံးထိတေချာလဲရှင်းပြပေးသွားမှာပဲဖြစ်ပါတယ် AI နဲ့ PDO တွေဖန်တီးခြင်းနဲ့မိတ်ဆွေများအနေနဲ့ PDO ကိုဆုံးအောင်ကြည့်ရှုသွားဖို့တိုက်တွန်းချင်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့စာလိုက်ရအောင်ပထမဆုံးအနေနဲ့ Play Store ထဲကိုတွားပြီးတော့မှ ChatGPT ကိုအရင်ဆုံးရိုက်ရှာ download ဆွဲယူလိုက်ပါ ပြီးတော့တော့ကျွန်တော်တို့ base bar ဆိုတဲ့ဒီ software လေးကို download ဆွဲယူလိုက်ပါ Okay ကျွန်တော်တခါလေး base 2ထဲကိုတွားပြီးတော့ပြောင်းပေးပါမယ် base 2ထဲရောက်ရင်ကျွန်တော်တို့ server မှာတစ်ချက်နှိပ်လိုက်ပါပြီးတော့တော့ကျွန်တော်တို့ chat chat gpt လို့တစ်ချက်ရိုက်ရှာလိုက်ပါဒီ chat gpt software လေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲမှာ download ဆွဲယူလိုက်ပါ Okay ပြီးတော့နောက်ထပ် software တစ်ခုလေးကတော့ကျွန်တော်တို့ဒီ base 2 search bar မှာပဲကျွန်တော်တို့ချက်နှိပ်လိုက်ပါပြီးတော့ ် Facebook AI လို့ချက်ရိုက်ရှာလိုက်ပါဒီမှာတော့ Facebook AI လို့ချက်ရိုက်ရှာလိုက်ပါပြီးတော့ဒီအောက်နားလေးမှာဒီ AI software ကိုခုလိုမြင်ရမှာဖြစ်ပါတယ်ဒီ AI software ကိုကျွန်တော်ရဲ့ဖုန်းထဲမှာ download ဆွဲယူလိုက်ပါ โอเคကျွန်တော်တို့ဒီ software တစ်ခုကို download ဆွဲယူပြီးတော့ပြီဆိုလို့ရှိရင်တော့အရင်ဆုံးကျွန်တော်တို့ ChatGPT software တွေကိုတွားပြီးတော့ကျွန်တော်တို့ပုံအရင်ဆွဲယူရမှာဖြစ်ပါတယ်။အခုစိတ်ကူးထဲအတိုင်းဒီနေရာမှာရေးချပြီးတော့ AI ကိုပုံဆွဲခိုင်းလို့ရပါတယ်။အခုမှ ChatGPT ကိုအသုံးပြုလာတဲ့မိတ်ဆွေများအနေနဲ့ကတော့အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Gmail လေးနဲ့ကျွန်တော်တို့ sign in ဝင်ပစ်လိုက်ပါ။ဒါဆိုလို့ရှိရင်တော့ဒီလိုနေရာလေးမှာရောက်လာမှာဖြစ်ပါတယ်။ပြီးတော့တော့ကျွန်တော်တို့ဒီနေရာမှာပုံတွေဆွဲခိုင်းခြင်းလေးပေါ့နော်။ကျွန်တော်တို့ video ဖြစ်ဖန်တီးမဲ့ ုံတွေကိုကိုယ့်ရဲ့စိတ်ကူးထေကအတိုင်းဆွဲခိုင်းလိုက်ပါမြန်မာလူရေးလို့ရတယ်ကျွန်တော်အင်္ဂလိပ်လူရေးလို့ရတယ်ကျွန်တော်မြန်မာလူရေးပြီးတော့အင်္ဂလိပ်လူဘာသာပြန်ပြီးတော့အဲ့ဒီအင်္ဂလိပ်လူဘာသာပြန်ထားတဲ့ prompt ကိုချပြီးတော့ပြန်ဆွဲခိုင်းလို့လည်းရတယ်ပေါ့နော်ပို့ပြီးတော့အသေးချောင်းကျွန်တော်ကတော့မြန်မာလူတွေရေးလိုက်ပါမယ်အဝါရောင်ကြောင်လေးတကောင်ငါးများနေတဲ့တူရဲ့နောက်မှာလူတွေကဝိုင်းကြည့်နေတဲ့စရီဖြစ်ပေါ့နော်ကျွန်တော်အဲ့လိုပုံစံနဲ့ပုံလေးတစ်ပုံထုတ်လိုက်မယ်ပေါ့နော် တပုံထုတ်ခိုင်းလိုက်မယ်ပေါ့နော်ပုံထုတ်ခိုင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအများလေးကိုချက်နေပေးလိုက်ပေါ့ Okay ဒီလိုလေးပေါ်နေတယ်ဆိုလို့ရှိရင်တော့ပုံဆွဲပေးနေတယ်ပေါ့နော်ခဏလောက်စောင့်ပေးလိုက်ပါတခါလေးဆိုလို့ရှိရင်တော့5မိနစ်လောက်ကြာတယ်တခါလေးဆိုရင်5မိနစ်လောက်ကြာတတ်ပါတယ်ကဲဒါဆိုရှင်အခုကျွန်တော်တို့ဆွဲခိုင်းလိုက်တဲ့ပုံအတိုင်းပေါ့နော် ဒီ AI ကနေပြီးတော့ဆွဲပေးလာတယ်ဒီပုံကိုကျွန်တော်တို့မကြိုက်ဘူးဆိုလို့ရှိရင်ဒီပုံကိုကျွန်တော်တို့ပြန်ပင့်ခိုင်းလို့ရတယ်ပင့်ခိုင်းမယ်ဆိုရင်ကျွန်တော်ဒီထဲမှာနှိပ်မယ်နှိပ်ပြီးတော့ edit နေရာမှာနှိပ်ပြီးကျွန်တော်တို့ကြိုက်တဲ့ပုံစံအတိုင်းကိုပြန်ပင့်ခိုင်းလို့ရတယ်ဗောနော်ဒီ edit နေရာမှာကျွန်တော်တို့ကြိုက်တဲ့ပုံစံအတိုင်းကို ပေါင်ပြေးမယ်ပေါ့နော်စာရေးပြီးတော့ပြန်ပြင်ခိုင်းလို့ရတယ်ကျွန်တော်ဒီပုံကိုယူမယ်ပေါ့နော်ကြိုက်တယ်ယူဝင်မယ်ဆိုလို့ရှိရင်ဒီပုံထဲကနေပြီးတော့ကျွန်တော် download ကိုဆွဲပေါ့နော် save ကိုနေပြီးတော့ download ဆွဲထားနိုင်မယ်ဒီပုံကနေပြီးတော့မှပဲကျွန်တော် video ကိုဖန်တီးတော့မှာဖြစ်ပါတယ် okay အိမ်မိတ်က download ပြီးသွားပြီပေါ့နော်ဒါဆိုရင်အခုနောက်တစ်ခါကျွန်တော်ထပ်ပုံတစ်ပုံကိုထပ်ပြီးတော့ဆွဲခိုင်းမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ဒီချောင်းကနေပြီးတော့အမိပူချောင်းမှာဒီငါချက်စားနေတဲ့ပုံလေးတပုံထုတ်လိုက်မယ်ပေါ့နော်ဒီချောင်းကငါများပြီးတော့ငါချက်စားတဲ့ပုံလေးပေါ့နော်ကျွန်တော်တို့ဒီနေရာမှာခုနပြောလို့ပဲမြန်မာလူရေးခိုင်းလေးရတယ်မြန်မာလူရေးပြီးတော့အင်္ဂလိပ်လိုပြန်ပြီးတော့ဒီအင်္ဂလိပ်လိုဆွဲခိုင်းလေးရတယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ prompt ရေးလိုက်မယ်โอเคပြီးတော့เนาะကျွန်တော်တို့ဒါကိုလည်းပုံဆွဲခိုင်းလိုက်မယ်ပေါ့เนาะ ပုံထုတ်လိုက်မယ်ခဏလောက်စောင့်ပေးလိုက်ပါလက်မိနစ်ကနေပြီးတော့9မိနစ်လောက်ထိကိုကြာနိုင်ပါတယ် okay ဒါဆိုလို့ရှိရင်တော့ပုံရလာပြီဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပုံကိုမကြိုက်ဘူးဆိုလို့ရှိရင်ဒီပုံကိုပြင်ပြင်လို့ရပါတယ်ပုံကိုပြင်မဲ့ဆိုပုံထဲမှာနှိပ်လိုက်ပါပြီးတော့ attic ကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကြိုက်တဲ့ပုံစံတိုင်းကိုပြင်ပြင်လို့ရပါတယ် တကယ်လို့ okay ရဲ့ဆိုလို့ရှိရင်လည်း save ကိုနေပြီးတော့မှကျွန်တော်တို့တစ်ခါတည်း download ဆွဲယူထားလိုက်ပါ okay ဒါဆိုရှိရင်တော့အခုကျွန်တော်တို့ဆွဲထားတဲ့ဒီပုံပုံစလုံးရဲ့ data ပေါ့နော်ကျွန်တော်တို့ဆွဲခန်းလိုက်တဲ့ data ကို copy ယူပြီးတော့မှအဲ့ဒီ data ကိုအင်္ဂလိပ်လိုပါရပြန် prompt ပြောင်းရေးခိုင်းမယ်ပေါ့နော်အဲ့ဒီ prompt ကိုကျွန်တော်တို့ copy ယူထားပြီးတော့မှ AI software တစ်ခုထည့်ဆက်သွားပြီးကျွန်တော်တို့ video အဖြစ်ပြောင်းလဲဖန်တီးရမှာဖြစ်ပါတယ်။အဲဒါဆိုရင်ကျွန်တော်တို့ဒီ prompt တွေကိုပြောင်းပြီးတော့အင်္ဂလိပ်လိုပြောင်းရေးခိုင်းမယ်ပေါ့နော်။ဆွဲခိုင်းတဲ့စာသားကိုဖိနှိပ်ထားပြီးတော့ copy ကိုယူလိုက်ပါ။ပြီးတော့အဲ့ဒီစာသားကိုကျွန်တော်တို့အင်္ဂလိပ်လို prompt ရေးခိုင်းမှာဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်အင်္ဂလိပ်လို prompt ပြင်ရေးခိုင်းလိုက်ပါ။ โอเคအခုဒီစာတားကနေပြီးတော့အင်္ဂလိပ်ကိုပြောင်းပြီးတော့ရေးခိုင်းမဲ့ prompt ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံကနေပြီးတော့ video ကိုပြောင်းပေးมาဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့တည်တည်ချာချာစိတ်ဆိုင်ကိုဟိုပြင်ပြီးมาရေးပေါ့เนาะကျွန်တော်ပြင်ပြီးွားပြီး prompt ကိုထုတ်ခိုင်းတော့မယ်ဆိုလို့ရှိရင်တော့ညာကောင်းပုံလေးကိုနှိပ်ပြီးတော့ပြောင်းခိုင်းလိုက်ပါကဲပြီးွားရတော့ကျွန်တော် များလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါကဲဒါဆိုရှင်တော့ကျွန်တော်မြန်မာကနေပြီးတော့အင်္ဂလိပ်လို prompt ရေးပေးနေပြီဖြစ်ပါတယ်ဗောနော်ဒီ prompt ကိုကျွန်တော်တို့ copy ယူသွားရမှာဖြစ်ပါတယ် copy ယူပြီးတော့မှကျွန်တော်တို့ video ဖြစ်ပြောင်းခိုင်းရမှာဖြစ်ပါတယ် copy ယူမယ်ဆိုရင်ဒီ prompt စာသားပေါ်မှာလက်ညှိုးလေးနဲ့တစ်ချက်ဖြည့်လိုက်ပါ okay ပြီးရင် select tag ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒီတော့ကျွန်တော်ဒီ prompt ရဲ့အောက်ကစာသားလေးရနေပြီးတော့မှကျွန်တော်တို့ copy ဆွဲပြီးတော့ copy ယူလိုက်ပါပြီးတော့ copy ကိုနှိပ်လိုက်ပါโอเคเนาะ ခေတာဆိုရှင်တော့ကျွန်တော် copy u drive ဖြစ်ပါတယ်ကျွန်တော်ဒီထက်ကနေထွက်ပြီးတော့မှနောက်ထပ် AI software တစ်ခုဖြစ်တဲ့ base bra AI software ထဲမှာတစ်ချက်ဝင်သွားလိုက်မယ်ဒီ AI software မှာလည်းပဲကျွန်တော် chat gpt software လို့ gmail account တစ်ခုနဲ့ sign in လုပ်ပြီးတော့ဝင်ပေးရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ gmail account တစ်ခုနဲ့ sign in လုပ်ပေးလိုက်ပါပြီးတော့ဒီလိုမျက်နှာပြင်လေးရလာမှာပဲဖြစ်ပါတယ်โอเคပြီးတော့ကျွန်တော်ခုနကဆွဲခဲ့တဲ့ ပုံနဲ့ဗီဒီယိုတွေဖန်တီးထားဖို့ရဲ့အတွက်ကျွန်တော်တို့ဒီအောက်နားလေးကအပေါင်းတင်ခဲ့တဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါပုံကနေပြီးတော့ကျွန်တော်တို့ဗီဒီယိုဖန်တီးဖို့အတွက်ကိုကျွန်တော်တို့ဒီ upload အိမ်မေးနေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့အခုဖုန်းထဲမှာရှိတဲ့ခုနက download ဆွဲယူထားတဲ့ကျွန်တော်တို့ဆွဲထားတဲ့ပုံလေးကို upload တင်ပေးရမှာဖြစ်ပါတယ်ဒီလိုလေးပုံနေနေဆိုလို့ရှိရင်တော့ကျွန်တော်တို့ set page ထဲမှာတစ်ချက်နှိပ်ပေးလိုက်ပါ နာလီက app permission တွေကိုတစ်ချက်နှိပ်ပေးလိုက်ပါ photo and video တွေကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့တော့အပေါ်ဆုံးနာလီက allow all ဆိုတဲ့နေရာမှာကို ပြောင်းထားပေးလိုက်ပါပြီးတော့ကျွန်တော်တို့ back နဲ့ဆုပ်ပြီးတော့ software တွေကိုပြန်တွားလို့ရပါပြီအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆွဲထားတဲ့ချောင်းလေးငားများနေတဲ့ပုံလေးကိုရွေးချယ်ပြီးတော့မှကျွန်တော်တို့ video ဖန်တီးဖို့အတွက် upload လုပ်ပေးလိုက်ပါ ဗီဒီယို platform ratio ကိုပြောင်းမယ်ဆိုလို့ရှိရင်တော့ crop နေရာမှာတစ်ချက်နှိမ့်လိုက်ပါပြီးတော့တော့ကျွန်တော်တို့အဲ့ဒီမှာကြိုက်တဲ့ platform ratio ကိုပြောင်းနိုင်ပါတယ် TikTok Facebook YouTube စတဲ့ short video များအတွက်ဆိုလို့ရှိရင်တော့ goal ratio 16ကတော့အဆင်ပြေပါတယ်ယူလိုက်ပါပြီးတော့တော့အမှန်ချစ်ကလေးကိုနှိမ့်လိုက်မယ်ကဲပြီးတော့ကျွန်တော်တို့ခုနက ChatGPT ကနေပြီးတော့ prompt ရေးခိုင်းပြီး copy ယူလာတဲ့အဲ့ဒီ prompt ကိုဒီနေရာမှာလာပြီးတော့ခြားလိုက်လို့ရပါပြီ။ကျွန်တော်တို့အဲ့ဒီ prompt ကနေပြီးတော့ video ဖြစ်ပြောင်းလေးပေးမှာဖြစ်ပါတယ်။ video ထဲမှာအတန်တွေထည့်ချင်တယ်ဆိုလို့ရှိရင်တော့အောက်နားလေးက sound ပုံလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ပြီးတော့တော့ဒီနားလေးမှာ on လောက်ထားပေးရမှာဖြစ်ပါတယ်။ on ဖွင့်ထားပေးလိုက်ပါ။ဒါဆိုလို့ရှိရင်တော့ဒီ video ထဲမှာတူလောက်ရှားတဲ့အတိုင်းအတန်တွေပါလာမှာဖြစ်ပါတယ်။ပြီးရင်တော့အောက်နားလေးက crack ကိုနှိပ်ပေးလိုက်ပါ။ video ဖြစ် ဖန်တီးပေးရောမှာဖြစ်ပါတယ်ခရက်ကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်တော့အပေါ်မှာဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုဖြစ်ဖန်တီးနေပြီဖြစ်ပါတယ်ခဏလောက်စောင့်ပေးလိုက်ပါအောက်နားလေးကဒီနေရာမှာ notification လေးတက်လာမှာဖြစ်ပါတယ် notification တက်လာပြီဆိုလို့ရှိရင်တော့ဗီဒီယိုဖန်တီးရပြီးရောဖြစ်ပါတယ်အဲ့မှာနှိပ်ပြီးတော့မှကျွန်တော်တို့ဗီဒီယိုကိုဝင်ကြည့်လို့ရတယ်ဗီဒီယိုကိုဝင်ပြီးတော့ download ဆွဲယူလို့ရပြီဖြစ်ပါတယ် โอเคครับဆိုလို့ရှိရင်တော့ကျွန်တော်တို့ဗီဒီယိုရနေဖြစ်ပါတယ်ဒေါင်းလုဒ်ဆွဲယူလိုက်ပါဒေါင်းလုဒ်ဆွဲယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်နားလေးမှာဒေါင်းလုဒ်ဆိုတဲ့ဘူတန်လေးပါပါတယ်အဲ့ဒီဒေါင်းလုဒ်ဆိုတဲ့ဘူတန်လေးကိုချက်နေပေးလိုက်ပါကဲဒါဆိုရင်ဒေါင်းလုဒ်ဆွဲတာရတော့ဖြစ်ပါတယ်။ကဲအခုကျွန်တော်တို့ပုံတပုံကနေပြီးတော့ဗီဒီယိုဖန်တီးတာပြီးသွားပြီဆိုလို့ရှိရင်တော့နောက်ထပ်ပုံတပုံကနေပြီးတော့နောက်ထပ်ဗီဒီယိုတပုတ်ပြင်ပြီးတော့ဖန်တီးဖို့အတွက်ခုနကကျွန်တော်တို့ ChatGPT မှာ စာတားကနေပြီးတော့ကျွန်တော်တို့ပုံဆွဲခိုင်းထားတဲ့အဲ့ဒီစာတားကိုအင်္ဂလိပ်လို prompt ပြောင်းရေးခိုင်းနိုင်မယ်ပြီးတော့အဲ့ဒီ prompt ကိုအခုကျွန်တော်တို့ဒီ video ဖန်တီးသလိုပဲ prompt ကို copy ယူလာပြီးတော့ဒီ epic brass away ထဲမှာလာပြီးတော့ video ထပ်ပြီးတော့ဖန်တီးခိုင်းမယ်ပေါ့နော်စာတားကနေပြီးတော့ကျွန်တော်တို့ပုံဆွဲခိုင်းမယ်အဲ့ဒီပုံကနေပြီးတော့ကျွန်တော်တို့ video တွေဖန်တီးမယ်ပေါ့နော် video တွေကျွန်တော်တို့ကြိုက်လို့ဒီလိုပုံစံနဲ့ပဲဖန်တီးတွားလို့ရပါတယ်ဒီ AI စုပ်ဝေးနဲ့ဖန်တီးထားတဲ့ဗီဒီယိုတွေကိုခက်ခက်မှာပြန်လာပြီးတော့ကျွန်တော်တို့ဖြည့်ညက်ကလုတ်တယ်ပြန်ပြီးတော့ edit လုတ်ချင်တယ်လို့လုတ်လို့ရတယ်ဗောနော်ပြန် set ယူလို့ရတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ညွှန်လိုက်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share များလုပ်ပေးတောင်းနိုင်ပါတယ်နားမလည်တာတွေရှိရင်ဗီဒီယိုအောက်က comment မှာ comment လေးတွေရေးပေးတောင်းနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံချရအောင်အားလုံးပဲမင်္ဂလာပါ